အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေအဆုမောင်းအောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီရပိုင်းအတွင်းမှာလေဒါတိတ်ပြီးမပြောဖြစ်တဲ့ဒါကျွန်တော် football and business store day မဟုတ်ပေမဲ့အခုလက်ရှိနောက်ဆုံးတက်လာတဲ့သတင်းလေးပေါ်မှာနည်းနည်းလေးဒါကျွန်တော်နည်းနည်းပြောပြချင်တယ်ပေါ့နော်အဲ့တော့တရှိမှာဒါကျွန်တော်တို့ Manchester United အသင်းရဲ့ဒါကျွန်တော် Queen Thit Seaman Gain နဲ့ပတ်သက်ပြီးတော့ဒါလက်ရှိမှာဒါ British အဆို Britain အစိုးရကောဒါကျွန်တော်တို့လက်ရှိမှာ Manchester မြို့ရဲ့ဒါ Mayor အုပ်စုတွေကိုတော်တော်လေးကိုသဘောကျနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးဒါကျွန်တော် ော်ဒီတိလေးပြောအောင်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာဒါကျွန်တော်မျိုးတော်ဝင်ကနေပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ဒီကွင်းသစ်စီမံကိန်းကိုမြန်မြန်ဆုံးအကောင်အထည်ပေါ်ဖို့အတွက်သူတို့ကိုယ်တိုင်ကနောက်ကနေတွန်းအားပေးနေတာကိုတွေ့ရမယ်အဓိကတော့လက်ရှိမှာဒါမန်ချက်စတာဒီနှစ်ပိုင်းအတွင်းမှာတော်တော်လေးကို economic recession ဝင်တဲ့နိုင်ငံဟိုမြို့တွေထဲမှာဒါမန်ချက်စတာလည်းပါလာတယ်မန်ချက်စတာနေနဲ့ခုလက်ရှိမှာဒါကျွန်တော်အဓိကဒါကျွန်တော်တို့ဒီလန်ဒန်တို့ဒါကျွန်တော်တခြားသောမြို့တွေနဲ့ဘာမင်ဟန်တို့ပါတော့ဒါနားထဲမှာတမျိုးဖြစ်နေမယ် ဘာမင်ဟန်တော်လေးမျိုးကြီးရတယ်မှာပါတယ်လန်ဒန်တို့ဘာမင်ဟန်တို့နဲ့ရှင်မယ်ဆိုရင်ဒီညမှာတော့ဒီနေ့လိတာဝေးရတဲ့အတွက်ကြောင့်မျိုး ဒါတကယ်တမ်း economy ရဆိုရင်နည်းနည်းလေးဒါကျွန်တော်အောက်ရောက်နေတဲ့နေရာရှိတယ်။ရောက်အောက်ရောက်နေနည်းနည်းတော့မဟုတ်ဘူးဒါကျွန်တော်ရဟိုအချိန်တိုင်းတာတကူတည်းရှိတယ်ပေါ့နော်။အဲ့တော့ Manchester ဒါကျွန်တော်တို့ဒါလက်ရှိမြို့တော်ဝင်က Manchester United ကွင်းသစ်ဖြစ်တယ်။ဒါတို့ကလက်ရှိမှာ New Trafford ခေါ်တာပေါ့နော်။ Old Trafford မဟုတ်ဘဲ New Trafford လို့ခဏခေါ်တယ်သူတို့ project နေတယ်။ New Trafford လုပ်မဲ့အစီအစဉ်ကိုတို့နေအင်မတန်မှသဘောကျတယ်။ဘာကြောင့်လဲ။ဒီ New Trafford ရောက်လာမဲ့အချိန်မှာ Manchester United အသင်းကွင်းသစ်ကြီးပဲမဟုတ်ဘဲ Bay Parowan တောက်လျှောက်မှာဒါကျွန်တော်လုံးဝအသက်အသက်တွေဖြစ်လာမယ်။နောက်ဆုံးကြားရတဲ့သတင်းတွေကဆို Manchester United အသင်းကဒါ Ineos ဆိုအုပ်စုက Mary Mario တို့အုပ်စုနဲ့စကားပြောနေပြီလို့သိရတယ်။ Mario တို့အုပ်စုဆိုတာဗါလေ Manchester United ကိုဒါကျွန်တော်တို့ရေကာလာရှီဒါကျွန်တော်တို့ hotel sponsor ပေးလာခဲ့တယ်ဒါကျွန်တော်တို့ company တစ်ခုအနေနဲ့ Mario ကအမြဲတမ်းတည်ရှိခဲ့တယ်။ဒါ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ဘယ်နိုင်ငံကူပဲတော်တော်သူတို့ရဲ့ကစားသမားတော်တော်များများ199ချိန်မှာဒါကျွန်တော် Mario ရဲ့ hotel မှာပဲတည်တယ်။မမေ့ရတာကျွန်တော် Bangkok လာတဲ့ချိန်ကိုဒါကျွန်တော် Hong Kong သွားတဲ့ချိန်မှာဟောဒါအကုန်လုံးက Mario မှာပဲနေတဲ့တယ်မှာပါ။အဲ့တော့ Mario အနေနဲ့လက်ရှိမှာ Manchester United အသင်းနဲ့စကားပြောတယ်။သူတို့ရဲ့ပရဝင်အတွင်းမှာလက်ရှိမှာ Go Hotel ရှိတယ်ပေါ့နော်။ အဲ့ဒီ go hotel ကကျွန်တော်တိတိလောက်ပြောရမယ်ဆိုရင်တော့ဒါ carry navy တို့အုပ်စုတာအနေငယ်ပိုင်နေတာကျွန်တော်တချို့တော့လူတွေအကုန်ဆုဆက်ပြီးပိုင်နေ United ကစားသမားအောင်းနေပိုင်နေလို့သိရတယ်မှာပါတယ် go hotel ကတော့တို့တွေနဲ့ထိမှာမဟုတ်ပဲဒီတိုင်းလေး go hotel ကိုဆက်ထားမယ်တို့ဒီ go hotel ကပရမွန်အတွင်းတော့မဟုတ်ပရမွန်ပြင်ပနေနေရောက်ပြီမြင်တာကျွန်တော်အဲ့ go hotel ကိုတော့ဆက်ပြီးထားမယ်ပေါ့နော်အဲ့လက်ရှိဒီပရမွန်အတွင်းမှာတော့ mario ကိုဆောက်ဖို့အတွက်မြင်စင်လာခဲ့တယ်အဲ့ဒီ mario ဆောက်ပြီဆိုရင် manchester မြို့ကဒါကျွန်တော် at least ဒါလူပေါင်းတောင်းတဲ့ချီဒါထောင်တဲ့ချီအလုပ်တွေရဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဒီ construction လုပ်နေတဲ့ချိန်မှာဟို ထောင်တဲ့ခြေတာအလုပ်တွေရမယ်ဒီ construction ပြီးသွားရင်လေဒီ hotel ကနေဒါ job ခေါ်တဲ့ဥစ္စာတွေရတာလူနဲ့ယာနဲ့ခြေထောင်တဲ့ခြေအလုပ်တွေရမယ်အဲ့တော့ပြန်တွေးကြည့်မယ်ဆိုတော့ကျွန်တော် hotel တစ်ခုတွေပဲလောက်ရနေပြီဆိုရင်ကျွန်တော်နဲ့ pro one ဘယ်လောက်ဒီရအဲ့တော့ mario နဲ့ manchester united ကအခုချိန်မှာစကားပြောနေပြီလက်ရှိမှာ manchester united အသင်းက mario တစ်ခုတည်းမဟုတ်ဘဲနဲ့ hilton နဲ့လည်းစကားပြောနေတယ်လို့သိရတယ်မှာပါတယ် hilton က mario ကိုကလက်ရှိမှာ manchester မြို့စီမှာဒါကျွန်တော်တို့ manchester မြို့မှာဒါကျွန်တော် hotel တွေရှိခဲ့ပြီးသားဖြစ်ပေမဲ့ဒါ manchester united ကွင်းသားမှာဒါကျွန်တော် exclusive ပုံစံမျိုးစပို့တော့ပြင်ဆင်လာခဲ့တယ်ဘလို့ပုံစံမျိုးလဲလက်ရှိမှာ တယ်ခင်ဗျားတို့သိရင်သိလိမ့်မယ်လက်ရှိမှာ NFL တို့ဒါတချို့သော American နိုင်ငံကဘောလုံးကွင်းတွေရှိတယ်ဘောလုံးကွင်းနဲ့ကပ်ပြီးစောက်ပြီးဘောလုံးကွင်းကျွန်တော်ဒါအခန်းကကြီးလိုက်ပြီဆိုရင်ဘောလုံးကွင်းကိုလှမ်းမြင်ရတယ်ဆိုတော့ဒါကျွန်တော်တို့ဟိုတယ်မျိုးကိုစောက်ဖို့အတွက်လက်ရှိမှာ United ဘက်ကကန့်လန့်မှုတွေရှိလာတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒီဟိုတယ်အတွက်ဒါ Manchester United အသင်းကဒါကာလရှည်နှစ်နဲ့ငှားမှာဖြစ်ပြီးဒီမြေကွက်ကိုရောင်းဖို့အတွက်လည်းစီစဉ်မရှိဘူးလို့သိရတယ်ဒါကြောင့်မို့လို့လက်ရှိမှာ Mario နဲ့ Hilton ကစိတ်ဝင်စားရတယ်ဆိုရင်တို့အနေနဲ့တို့ကအပိုင်ဝယ်ချင်တယ်ဘောတော့ဒီအဲ့တော့ Yuda Ineos အုပ်စုကရှင်းနေဗျ Ineos အုပ်စုနေခုလက်ရှိမှာ United ရဲ့ပရို ့ငိုသူတို့ကဒါကျွန်တော်တို့အငှားနေပဲဒါကျွန်တော်မြေကွက်တွေကိုငှားမှဖြစ်ပြီးတော့အပီးသက်ရောင်းချောက်အဲ့တော့ငှားမယ်ဆိုရင်ခုနကပြော260 290ဒီလိုပုံစံမျိုးတွေငှားမယ်ဖြစ်အဲ့တော့မာရီယိုနဲ့ဟိုတန်ကလက်ရှိမှာစိတ်ဝင်စားတယ်သူတို့အနေနဲ့ဒါလက်ရှိဒီလိုပုံစံအဲ့တော့ဒီနေရာမှာတချို့တော့ဟိုနည်းနည်းလေးကျွန်တော်ဟိုပို့ပြီးလေ့လာထားတဲ့အချက်ကအဲ့လိုမျိုး260 90ကုန်သွားရင်အဲ့ဒီဟိုတယ်တွေဘာဖြစ်လဲအဲ့ဒီဟိုတယ်တွေဆက်ယူနိုင်တဲ့လူကဆက်ယူဆက်မယူနိုင်တဲ့လူကအဲ့ဟိုတယ်ရဲ့အမီပြောင်းပြီးတော့တခြားဟိုတယ်က group ကလာယူလိမ့်ရှိတယ်ဥမာဒါကျွန်တော်မှတ်မှတ်ရကျွန်တော်တို့ဒါဟိုတလောက အဲကျွန်တော်တို့မြို့အဲကျွန်တော်တို့ကျွန်တော်တို့လက်ရှိနေတဲ့မြို့ထဲမှာဒါကျွန်တော်တို့ဟိုတယ်တစ်ခုရှိတယ်အဲဒီဟိုတယ်ကအရင်တော့ကတော့ပူမန်ပိုင်တာထင်တယ်ပူမန်ပိုင်တာပူမန်ရင်ကကျွန်တော်260စာချုပ်ပြည့်သွားတဲ့ချိန်မှာတော်မင်းပူမန်260မဟုတ်ပူမန်230စာချုပ်ပြည့်သွားတဲ့ချိန်မှာပူမန်ဆက်မယူနိုင်ဘူးကျွန်တော်ထင်တာအာဒါကြီး DI ဆက်မယူနိုင်ဒါကြီးကိုဖြိုမယ်မဟုတ်ဘူးပူမန်ဆက်မယူဆိုရင်နောက်ကအခုလက်ရှိဘဒူယူလိုက်ဆိုဟီလ်တန်ယူလိုက်တယ်ဟီလ်တန်ကအခုလက်ရှိမှာအဲဒီပူမန်ရဲ့ဟိုတယ်ကြီးယူပြီးဟီလ်တန်ကနောက်နဲ့230စာချုပ်ချုပ်တယ်အဲဒီဟိုတယ်ကအကုန်လုံးဘာညာပြန်ရသွားဘောနော်အဲ့တော့အဲ့ဒါတွေတော့တော်တော်လေးမိုက်တယ်အဲ့ခါအဲ့လိုပုံစံမျိုးပေါ့အဲ့တော့လက်ရှိမှာဒါကျွန်တော်ဟီလ်တန်တို့ဒါကျွန်တော်မာရီယိုတို့က တာမန်ချက်စတာယူနိုက်တက်ကွင်းသားကနေပြီးတော့ကျွန်တော်စောက်ဖို့အတွက်ပြင်ဆင်လာခဲ့ပြီးတော့လက်ရှိမှာယူနိုက်တက်အသင်းက260ငှားဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဒါနဲ့ပတ်သက်ပြီးဒါမန်ချက်စတာမြို့တော်ဝင်ရတယ်တော်တော်လေးကိုသဘောကျနှစ်သက်နေပြီးတော့ဒါနဲ့ပတ်သက်ပြီးမန်ချက်စတာရဲ့ဒါကျွန်တော်တို့တာယာဖွံ့ဖြိုးမှုကဒီယူနိုက်တက်ကွင်းသစ်ကြီးပေါ်မှာလည်းအများကြီးအများကြီးမူတည်လို့မြင်တယ်ဒါတွေမဟုတ်ဘဲနဲ့လက်ရှိမှာဒါ shopping mall တွေလက်ရှိမှာဒါကျွန်တော်ဆက်လက်ပြီးစကားပြောလို့သိရတယ်မှာပါတယ် shopping mall ကလည်းရှိမှာဒါကျွန်တော်အင်္ဂလန်နိုင်ငံရဲ့ဒါနာမည်ကြီး shopping mall တစ်ခုဖြစ်တဲ့ Westfield အုပ်စုကနေပြီးတော့ဒါ Manchester ဒီပရဝုဒ်တွင်မှာ shopping mall လာဆောက်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဒီကမှဒ ါတွေမဟုတ်ပဲနဲ့ကလေးတငယ်တွေပျော်ပါယူတဲ့ဘာသာကြောင့်ကစားကွင်းတွေကိုရုပ်ရှင်ရုံတွေကိုဒါတွေကိုတိစောက်ဖို့အတွက် United အသင်းကပြင်ဆင်လာခဲ့တယ်။အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ ကွင်းသစ်တီဆောက်ရေးအတွက်ကမှန်တယ်။ဒါပေမဲ့ဒီညမှာ United အခုချိန်ဒီ Dream ဟာဖြစ်နေတာကွင်းဟောင်းကြီးကိုဖျက်ပြီးတော့ကွင်းသစ်ကိုဒီညမှာပဲဆောက်မလား။ဒါမှမဟုတ်ကွင်းသစ်ကိုတနည်းအားဖြင့်ဆောက်ဒါပေမဲ့ဒီညမှာတစ်ခုချင်းခုနပြောလို့ပဲပလောဝန်ကကြီးတာမှန်ပေမဲ့ United ကွင်းဟောင်းကိုဆက်ထားမယ်ဆိုရင်ဒီညကအမျိုးသမီးသင်းစော်တာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့လက်ရှိမှာဒါပြရကန်းလောက်တာဖြစ်ဖြစ်လှုပ်လို့ရတယ်ဆိုပေမဲ့ဒါကိုကျွန်တော်တို့ဝင်ငွေယူပေါက်ကြီးတစ်ခုဖြစ်နေမယ်အနေထားမှာရှိတယ်။ United ကလက်ရှိမှာစဉ်းစားနေတာဒါကြီးကိုဒါကျွန်တော်တို့ဖျက်ပြီးတော့ဒါကျွန်တော်ဒီညကိုတနည်းတရရောက်ကိုပြီးမှာဒါမှမဟုတ်ဒါကြီးကိုဖျက်ပြီးတော့ဒါခုနပြောဆိုသူတို့ကိုယ်တိုင်ပဲကွင်းသစ်ကိုဆောက်ဖို့အတွက်ဒီညမှာပြုပြင်မှုလုပ်ဖို့ ူတို့စစနယ်ရှိတယ်အဲ့တော့ United မှာနှစ်မျိုးရှိတယ်မွန်နာရီခုနပြောဆို United Indians အုပ်စုကဒါကြီးကိုဆက်ထားမယ်ဆိုရင်တော့ငွေယူပေါက်နေတယ်တို့ကမြင်တယ်ဘလောက်ပဲအမျိုးသမီးတင်ကန်ကအမျိုးသမီးကတည်းကဘယ်တော့မှလူပြေးတဲ့ဒါကျွန်တော်တော်တော်ပွဲစဉ်မဟုတ်ဘူးဒါပြီးတော့ခုနကပြောဘယ်တော့မှဒါကျွန်တော်လူပေါင်းဒါတောင်းတဲ့ချီဆန်တဲ့ဥစ္စာဆိုပူရောင်ဆူးသေးတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါ Everton Queen Hong ကိုအဲ့လိုလုတ်ထားပြီးမှမှန်မယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Everton ကဒါတရားဝင်ကြေညာထားတာအမျိုးသမီးတင်ကန်ဒါအရှုံးနေတယ် တအားရှုံးနေတယ်အဲ့တော့ခုနကဒီကွင်းဟောင်းကိုတို့ဘာလုပ်မလဲတို့လက်ရှိမှာပြန်စဉ်းစားနေပြီဆိုပြီး Everton ကလည်းတရားဝင်ထုတ်ပြန်လာအဲ့တော့ထားပါခုနကပြောသူအမျိုးသမီးတင်နေပါလေပေးဖို့ကမလွယ်ဘူးထင်တော့ကအဲ့တော့လက်ရှိမှာ Manchester United တင်နေဒီကွင်းပရမွေမှာဘာလို့လူလဲဆိုတော့လက်ရှိမှာ queen tick ကိုစောက်ဖို့အတွက်ဈေးကဒါအတိအကျထွက်လာခဲ့ပြီ2.59 billion လို့တယ် ကွင်းသစ်ဆောက်ဖို့အဲ့တော့ကွင်းသစ်ဆောက်ဖို့တော့2.59ဘီလီယံလိုတဲ့အနေထားမှာဒါ United အသင်းနဲ့ဒီပရဝင်ငါဒါရတဲ့ပတ်စံအသင်းနဲ့ကိုပြန်လဲပြီးထုတ်ဖို့အတွက်ပြင်ဆင်လာခဲ့ပြီးတော့လက်ရှိမှာ UK အစိုးရဘက်ကရောဒါလက်ရှိမှာရရပြီပြမနော် UK အစိုးရဘက်ကရောလက်ရှိမှာ Manchester ရဲ့ဒါကျွန်တော်မြို့တော်ဝင်ဘက်ကရောဒါကျွန်တော်တို့ Manchester ဒီဒီကွင်းစီမံကိန်းတို့ကဒီ2ဘီလီယံလောက်လူနေတဲ့ပတ်စံကိုသူတို့ဘက်ကဒါလက်မထောင်ပေးတယ်ပြောကြတယ် recommend တယ်ပေါ့နော်ချိမဲ့လူများရှိမယ်ဆိုရင်တော့ချိလို့ရတဲ့အကြောင်းကိုဒါကျွန်တော်တို့ဒီ British အစိုးရကောဒါကျွန်တော် UK အစိုးရကောဒါကျွန်တော်တို့ Manchester ရဲ့ဒါကျွန်တော်တို့ good win အဆုကရောဒီကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော်တရားဝင်အတိမတ်ပြုပြီးဒါကျွန်တော်တို့အနေနဲ့ချီးကွန်းပေးတာပြဿနာက UK ကလက်ရှိမှာစီးပွားရေးအချုပ်ချုံကျလွန်းနေတဲ့အတွက်ကြောင့်ဘဒူးကမှ Manchester United ကိုဒါကျွန်တော်လက်ရှိမှာ2 billion ချိနိုင်နေတာမှမရှိဘူးပြဿနာကဒါပထမဒါကျွန်တော်တို့အနေနဲ့အစိုးရစီကချီးပိုးတက်ဒါကျွန်တော်ပြင်ဆင်ထားခဲ့ပေမဲ့အစိုးရကတို့အနေနဲ့မချိနိုင်ကြအောင်တို့အနေနဲ့ recession တို့ကိုယ်တိုင်ကထိနေကြအောင်ကိုတွေးတဲ့ကြောင့်မို့ United ကအစိုးရစီကပတ်စံချီးလို့မရဘူးဒါပေမဲ့ဒါအပြင်ကျွန်တော်တို့လက်ရှိမှာကျွန်တော်သိတဲ့လောက်ကအိန္ဒိယအစိုးရအနေနဲ့ United ကဒါကျွန်တော်တို့ဆိုတော့ United ပေါ့အင်္ဂလန်က private bank တော်တော်များတော့သွားပြ ြီးချိဖို့အတွက်စူးစမ်းခဲ့ပေမဲ့ private တော်တော်များလက်ရှိမှာဒီလောက်ငွေအမောက်အများကြီးအဲ့တို့တို့ကငွေမောက်အများမှာမများပေမဲ့ပန်နီတို့ကဒါပေမဲ့တို့အနေနဲ့ခုလက်ရှိမှာဒီလိုမျိုး ုံစံမျိုးချီးဖို့အတွက်ကမလွယ်သေးတော့ကြောင့်လက်ရှိမှာအင်းရောစုအစုအတွက်ကဒီ2ဘီလီယံကိုတော့ဘယ်နာကသွားရှာရမလဲဆိုလို့ဆိုအခုချိန်ကြီးစဉ်းစားနေစေဖြစ်တယ်အခုချိန်ကြီးတော့ဒါကျွန်တော် United ကွင်းသစ်ဒါ plan တွေပါညာအကုန်လုံးအပူဖြစ်သွားပြီ United ဒါလည်းပတ်သက်ပြီးဒါကျွန်တော်တို့လက်ရှိမှာ Manchester ရဲ့မြို့တော်ဝင်ကိုတန်းကလည်းဒီ project အတွက်အရင်ဆက်ရထပ်တက်နေတယ်အင်္ဂလန်ရဲ့အစိုးရကိုတန်းကဒီ project ကိုသဘောကျတယ်သူတို့တွေကဒီ project ရဲ့နာမည်ကို Wembley of North လို့လည်းသတ်မှတ်ထားတယ်ဘာလို့လဲဆိုတော့အကေမြောက်ပိုင်း Wembley တခုဖြစ်လာမှာဆိုဒီညမှာပွဲတွေပါညာလို့ဝမ်ဘလီဆိုပြကျွန်တော်ဒါအများကြီးနေတာတပတ်တခါပွဲရှိတယ်အဲ့တော့တပတ်တခါပွဲရှိရင်ဒါမျိုး ီးတွေဒါအမြဲတမ်းတွေ့တယ်အဲ့တော့ United အနေနဲ့နည်းနည်းတော့အာယုံနောက်ဖို့တော့ရှိပေမဲ့တကယ်တမ်းနင်လားငါလားဟေ့ဆိုတော့ဝင်နေပတ်ဆက်နေများကြီးအဲ့တော့ဒီ Queen ကအ ਨੇ ဆုံးလူသသိန်းဝင်ဆံမဲ့အနေထားမှာရှိတယ်1 billion လို့ပဲပေါ့နော်အဲ့တော့ဒါ Manchester United နဲ့ဒီ Queen ကိုလည်း multi purpose လို့ဖို့အတွက်ပြင်ဆင်လာခဲ့တယ်အင်းမျိုးစု sorry အင်းမျိုးစုအုပ်စုအနေနဲ့ခုလက်ရှိမှာ NFL တို့ဒါကျွန်တော်ဒီလိုမျိုးပွဲတွေကိုလည်းဒီနေရာမှာလုပ်ဖို့အတွက်လည်းဒါတရားဝင်ဒါကျွန်တော်လုပ်ဖို့အတွက်လည်းရှိတယ်အဲ့တော့ဒါပေမဲ့လက်ရှိမှာဒါ ဟိုအစိုးရဘက်ကထောင်းခံချက်ဒီအပြေဝရနိုင်ပေမဲ့အခုလက်ရှိမှာငွေကူတော့ Manchester United ဘက်ကနေပြီးတော့ပွားပြီးတော့ရှာဖွေနေရစေဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ဆက်ပေးထားပြီးတယ်ဒါပေမဲ့လက်ရှိမှာအစိုးရကတော့ဒီ plan ကိုသိပ်ပြီးသဘောကျတယ်လို့ပြောလို့ရမယ်ဒီမှာပါ။ဒါကြောင့်လူပေါင်းတောင်းတဲ့ချီတောင်းအိပေါ့တိတ်တဲ့ချီတော့မဟုတ်တောင်းတဲ့ချီတော့အလုပ်လုပ်ပြီးအလုပ်ရမယ်လို့တော့ပြောလို့ရတဲ့ဒါမှရှိပါတယ်။နောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစံပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်။အားလုံးမကြုံရပါနဲ့။ကောင်းမွန်တော့နေနေဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေ ယ်ပဲကျွန်တော်တို့ညောင်းမှာပဲအေးအေးဆေးဆေးတူကြတာပေါ့အားလုံးမကြိုတူပါနဲ့မြန်မာလက်ကလေးပေးကြအောင်ဗျညံ့ညံ့ကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကြောက်တော့ကုန်ပြပါဦးဒီပါဗျ